မိစင်များအလုံးမင်္ဂလာပါနော်တကြိမ်တော့ကျေးဇူးတဲ့အပိုင်းပြီးဆုံးသွားပြန်ပေါ့နော်တကြိမ်တော့ကျေးဇူးတော့ကျေးဇူးတဲ့အပိုင်းပြီးဆုံးသွားပြန်ပေါ့နော်အဲ့ကျွန်တော်တို့တော့မပေါက်လိုက်ပါဘူးပေါက်လိုက်တဲ့ တန်ကောင်းတဲ့မိတ်ဆွေများအလုံးတဲ့ကွန်ကရစ်ကျူလေးရှင်းမှာပေါ့နော်ကျွန်တော်အကျဉ်းစရစပြီးတော့အမြဲတမ်းသတိပေးပြီးပြောနေပါတယ်ပေါ့နော်ဒီဆက်မှာတက်စီဒီကိုလုံးပြောင်းထွက်ကိုထွက်မှာကိုလုံးပြောင်းထွက်ကိုထွက်မှာအဲတက်စီက9လုံးထွက်ပြီးပြီး3လုံးကျန်နေတယ်ပေါ့နော်အဲ့ဒီ2လုံးကတော့ထွက်ကိုထွက်လာမှာ ကိုလုံးတက်ပူပြီးတော့ဆယ်လုံးပြအောင်ထပ်မထပ်ဆိုတော့ကိုလုံးပြအောင်ထိတော့ထပ်နိုင်တယ်ဆယ်လုံးပြမကြည့်ဆိုတော့မပြောတတ်ဘူးပေါ့နော် share ဆို confidence ကိုယ်ကိုယုံကြည်မှုလည်းတိဆောက်ပြီးတော့အများရန်ကစားရပါပဲ အဲကျွန်တော်ဒီဆောက်တဲ့ပိုင်းကတော့ထိရှိနေကြကိုလိုပြောင်ထွက်ကိုထွက်မှာပါခီရှင်းလုံးတော့ထိရှိတစ်နှစ်လုံးမှဒီနံပါတ်တစ်လုံးကအသက်တန်ပြောက်ခဲ့နံပါတ်တစ်လုံးပေါ့နော်လာမဲ့လာတော့ထိရှိနေပဲလာရှင်းလုံးမြောက်ထိရှိဆိုထွက်သွားပြီပေါ့နော်အဲကျန်တဲ့ထိရှိနှလုံး၄ထိရှိ၃ရထိရှိ ကြံခဲ့တဲ့ဒိတ်ကြီးနှလုံးပေါ့နော်၄နဲ့၃ညနဲ့ဒါရင်းနဲ့ပတ်သက်တဲ့တစ်နှလုံးကစားခဲ့တဲ့ကနန်းနေစိတ်ဝင်စားအတူတူထားပြီးလိုက်ကစားစေခြင်းပါလေပေါ့နော်ကုလုံးမြောက်ဒိတ်ကြီးကြံတဲ့၃ညတည်းမှာရောက်နေတဲ့ဒိတ်ကြီးနှလုံးနဲ့တလုံးဓာတ်ကူလာမယ်ဒါကတော့ယုံကြည်မှုပြီးထားတယ်ပေါ့အင်းနိုင်ရအောင်ကောင်းပြီနော်နည်းနည်းတော့ထွက်လာတဲ့တိတ်ထိတ်စီလေးပါတိတ်ထိတ်စီထွက်တဲ့ပြက် ဘရိတ်တစ်ခုကမပြောက်နိုင်တော့ဘူးလို့ယုံကြည်ထားတဲ့မလာရတဲ့ဘရိတ်တစ်ခုပေါ့အဓိက၈ဘရိတ်မပြောက်နိုင်ဘူးလို့ပို့ပြီးတော့ယုံကြည်မှုရှိတဲ့လမ်းကြောလေးပေါ့တစ်ထိတ်စီးမဆက်တကြိမ်မှာကစားကွက်တလုံးနဲ့ပဲတွေ့ကြိုက်မြတ်တလောက်အောင်ကနန်းကိုဘလို့မှရှာလို့မရအဲ့တော့လွတ်ပြလိုက်တယ်ထပ်တော့လည်းမတတ်နိုင်ဘူးပေါ့နော်ကျွန်တော်အဖေဝင်တယ်ကျွန်တော်ထိုင်ကစားခိုင်းတာဆိုတစ်ထိုင်လေးတော့သတိတရား တက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့ပွဲပရိသုံးလေးကြိုက်တယ်တက်ဖိုင်လေးတော့မမိဘူးတတိတော့ပြေးလိုက်ပါရဲ့နော်အဲ့တော့ကျွန်တော်တို့ကင်းကင်းလန်းနေသွားရဲ့ဖြစ်စင်တိုင်းပဲကျွန်တော်ပြောခဲ့တာ69ခုနှစ်ကစတယ်80ခုနှစ်တည်းမှာထိပ်စီဒီကိုလုံးပြောင်းထွက်တယ်ပျောက်တဲ့ထိပ်စီဒီလေးပျောက်ခဲ့တယ်10နှစ်ပြည့်87မှာထိပ်စီဒီကိုလုံးပြောင်းထွက်တယ်ပျောက်တဲ့ထိပ်စီဒီနှစ်လုံးပျောက်ခဲ့တယ်90နှစ်မှာလည်းဒီတိုင်းပဲထိပ်စီဒီကိုလုံးပြောင်းထွက်တာပျောက်တဲ့ထိပ်စီဒီ၃ရပျောက်ခဲ့တယ် အနှစ်ပြီးတော့၃ဆနဲ့ခုနေရောက်ဒီနေ့ထဲမှာဆိုသေစီဒီကိုလိုပြောင်းဖက်ကိုထွက်တယ်နှစ်သေးစီတလုံးပြောက်ခဲ့တယ်ရေးဆနဲ့ခုနေရောက်ပြီနော်သေစီဒီကိုလိုပြောင်းဖက်တယ်ပြောက်ခဲ့သေစီတုံးရသေစီတလုံးပြောက်ခဲ့အဲ့တော့ဒီမှာ၅ဆနဲ့ခုနေကျွန်တော်တို့အကျဉ်း၃၀မြောက်တယ်ကျွန်တော်ပြောခဲ့တဲ့မှတ်တမ်းအဲ့၅ဆနဲ့ခုနေရောက်ပြီသေစီဒီကိုလိုပြောင်းထွက်ရမှာ အဲ့အကျဉ်း20ရောက်ပြီကျန်တာလဲ9ကျဉ်းပဲကျန်တော့တာပျောက်နေတဲ့ထိတ်စီးစီးကျွန်တော်တို့တက်လေးတုံညဆိုထိတ်စီးသုံးလုံးပျောက်နေတာအဲ့ဒီနှလုံးကလာမှ9ကျဉ်းတွင်းမှာနှလုံးကလာကုလာမှာလာကုလာမှာဒါကျွန်တော်ရဲ့ယုံကြည်မှုပေါ့နော်တခြားသူတွေရဲ့မလာဘူးလာတယ်ညူရန်ကကို့အမြင်နဲ့ကိုပြောပေါ့နော်အခြားခြားသောပုဂ္ဂိုလ်လည်းခြားခြားသောဆရာလည်းကိုနိကွန်နဲ့ကိုပြောကြတယ် သို့တော့မြေစုမှာကျွန်တော်ပုတ်ခတ်လို့ခြင်းလည်းမရှိဘူးကိုယ့်ကိုယ်ကိုယ်တော့ယုံကြည်မှုအများကြီးတည်ဆောက်တယ်အခုယုံကြည်မှုရတော့ဒိဋ္ဌိကိုလုံးပြီးအောင်ထွက်ရမှာအဲ့တော့ရှစ်လုံးမြောက်ဒိဋ္ဌိထွက်သွားပြီကျမ်းနေတယ်လေးဒိဋ္ဌိတုံညာဒိဋ္ဌိကျမ်းနေတယ်ဒီထဲကကျမ်းနဲ့သုံးချိန်ပြန်မှာဒီချိန်လားကူလားဒါကျွန်တော်ရဲ့ယုံကြည်မှုပေါ့နော်အဲ့တော့လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာယူထားတဲ့မိတ်ဆွေများရဲဝုံဆက်ပြီးလိုက်စီခြင်းပါတယ်ဒါလေးကိုအဓိကထပ်ပြောပြခြင်းပါတယ်ပေါ့နော်လိုက်စီခြင်းပါတယ် ကျန်တဲ့၃ချိန်ပဲကျန်တော့တာလေးတိတ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာယူထားတဲ့မိတ်ဆွေများယုံကြည်စိတ်ချစွာဆက်ပြီးတော့ live စီခြင်းပါတယ်ပေါ့နော်။ဒါလေးကိုအမှတ်တရဒီနေ့ချက်ဖို့နဲ့ဒီနေ့ပဲထပ်မှန်ပြီးတော့သတိပေးခြင်းနဲ့ပေါ့နော်။ဒီလေးတိတ်စီနဲ့ပတ်သက်ပြီးတော့ကျွန်တော် live ခိုင်းထားတဲ့တပတ်နှစ်ကွက်ယူထားတဲ့မိတ်ဆွေများမပြတ်မကွက်ဆက်ပြီးတော့ live ပါ။ဒါလေးကိုတော့သူပဲသတိပေးခြင်းပါပေါ့နော်။ ပြီးခဲ့တဲ့ပွဲမှာကိုချေဦးမောင်ကြီးရောက်လာနော်ပြီးခဲ့တဲ့ပွဲမှာထွက်သွားလို့ပြောတာမဟုတ်ဘူးတစ်ထိတ်တစ်လုံးကစားမယ်ဆိုရင်လမ်းကြောင်းရှိတယ်ဘလုံးမှရှာမရဘူးအဲ့တစ်ထိတ်နဲ့ပတ်သက်တဲ့ခဏကြိုက်ကွအဲ့ဒါကျွန်တော်တစ်သုံးလုံးကိုပဲအမှတ်တရလေးတစ်ထိတ်ကြိုက်ရင်တစ်သုံးလုံးထိုးလို့ပဲပြင်းထိုးတဲ့ထက်ထက်ကစားပါလို့ပဲပြောလိုက်တယ်ပေါ့နော်အဲ့ဒီတစ်ထိတ်ထွက်လာတဲ့အတွက်ရှစ်ပရိတ် မပြောက်တော့ဘူးယူဆရတယ်မှာပါတယ်ပေါ့နော်ဒါလေးကိုပြည့်ပြည့်ချင်းနေပေါ့နော်စင်ကစားရင်သုံးပေါ့စင်ကစားရင်မသုံးပါနဲ့ကြိုက်တူမှာသုံးနော်အဲ့တော့ပြီးခဲ့တဲ့အချိန်ဒီ20တချိန်ဖြစ်နေတာ20တချိန်မှာကျွန်တော်တို့ကအများတန်းစစ်တယ်20တချိန်ဆိုရင်20တချိန်တန်းတန်းပေါ့နော်ဒီလို69ခုနှစ်ကစတာ2025ရောက်ပြီအဲ့ဒီရောက်တဲ့အထိကျွန်တော်တို့ကစားခြင်းနဲ့ထိပ်စီးတလုံးအဓိကချဲမှာထိပ်စီးကိုပြန်ပြောတာပဲเนาะထိပ်စီးတလုံးရဲ့ရာသဝင်အများဆက်တယ်ကျွန်တော်တို့ စစ်တဲ့စစ်တဲ့ချိန်မှာ၂၀တချိန်မှာထိတ်တိတ်စီတီအခုပြလင်းကားလို့ထွက်သွားတဲ့ကနန်းမတိုင်ခင်တော့ကတိတ်တိတ်စီတီနှစ်ချိန်မကြောက်ဘူးလား၂၀တချိန်တန်းတန်းမှာလေးထိတ်၃ညထိတ်၅ညထိတ်သုံးထိပ်သုံးရထိပ်နှစ်ထိပ်လေးထိပ်နှစ်ထိပ်ဆောင်းထိပ်ရှစ်ထိပ်သုံးထိပ်ကိုးထိပ်ဆောင်းထိပ်ရှစ်ရှစ်ထိပ်ငါးထိပ်လေးထိပ် တက်တက်ဆိုဒီမှာပထမဆုံးစကြဘူးလား20တကြိမ်တန်းတန်းမှာပထမဆုံးစကြတဲ့တက်တက်ကဒီမှာကြာဘူးလားနောက်ထပ်တက်ပြန်ပြီးတော့စစ်တော့6တိတ်2တိတ်2တိတ်2တိတ်5တိတ်5တိတ်6တိတ်တက်တက်ဆိုဒုတိယကြိမ်ရောဒီမှာကြာဘူးလားကြားထဲမှာပြန်စစ်တော့7တိတ်4တိတ်3ရက်တိတ်4တိတ်ခွန်တိတ်5တိတ်3တိတ်ခွန်တိတ်3တိတ်5တိတ်6တိတ်5တိတ်7တိတ်4တိတ်6တိတ်9တိတ်9တိတ်ခွန်တိတ်5တိတ် 9ထိတ်10ထိတ်2ထိတ်3ထိတ်3ထိတ်9ထိတ်2ထိတ်6ထိတ်9ထိတ်9ထိတ်9ထိတ်ကျွန်တော်ရနေကောင်းနော်ဒီ20တကြိမ်တန်းတန်းမှာပေါ့တိထိတ်က69ခုနှစ်ကစတာ 2025年5月9日20日ဒီကလင်းနာမှတ်တမ်းမှာတိတိကနှစ်ကြိမ်ပဲကြာဘူးကရှေ့မှာနှစ်ကြိမ်ပဲကြာဘူးလား20ကြိမ်ကြာတယ်မှာဒါဆိုလို့ရှိရင်3ကြိမ်ယောက်တိတိစီကြာနိုင်လားဆိုကြာနိုင်တဲ့မက်သက်ကတော့တိအဲ့တိတိကိုကြာမယ်ဆိုလို့ရှိရင်တိတိကစားမယ်ဆိုရင်အဲ့တိတိနဲ့ပတ်သက်တဲ့ကစားကွက်ဘယ်လိုမှရှာမရအောင်အကန့်ကျမှာပဲဘယ်လိုမှရှာမရအောင် ိုက်ဆိုင်မှုတွေရှိတယ်တစ်ထိတ်ကြနိုင်တဲ့နှံပြောဒါပေမဲ့ဘလို့မှရှာမရအောင်တစ်ထိတ်နဲ့ပတ်သက်တဲ့အကျိုက်ကစားကွအဲ့တော့ကံပေါ်လက်လွတ်လိုက်တာပေါ့တစ်လုံးနဲ့တော့ဘာမှလုပ်မရဘူးအဲ့တော့မှတ်တမ်းကဘာလဲဆိုတော့နှစ်ဆက်တစ်ချိန်တိတိမှာတစ်ထိတ်ကြတာဒီမှာပထမတစ်ကက်ကြတယ်ဒုတိယတစ်ကက်ဒီမှာတစ်ကက်ကြတယ်အဲ့နှစ်ကက်လုံးရဲ့ရာစုပ်မှာ 21ကြိမ်တန်းတန်းမှနော်21ကြိမ်တန်းတန်းမှတိတိစီ2ကြိမ်ပဲကြာခဲ့တာအခုကြာတဲ့အချိန်မှာ3ကြိမ်ပဲကြာအဲ့ဒီမှာတူညီတဲ့မှတ်တမ်းကျွန်တော်စစ်တော့21ကြိမ်မြောက်မှာတိတိစီဒီနေရာမှာစကြခဲ့ပြီဒါဒီအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့85ခုနှစ်ပေါ့နော်အဲ့မှာမှတ်တမ်းတူရလေးတွေ့တယ်ဒါတွေ့တယ်20ကြိမ်မှာတိတိကြီးကြတဲ့ချိန်ပထမဆုံးဒီနေရာမှာတန်းတန်းမှာတိတိကြီးပထမဆုံးဆက်ချက် အဲ့ဒီတိတ်တိတ်အပေါ်အချိန်20လုံးလုံးပျောက်ပြရမှာနှစ်ထိပ်၃ရထိပ်၃ရထိပ်နှစ်ထိပ်၄ထိပ်ခွန်ထိပ်၃ရထိပ်၄ထိပ်ခွန်ထိပ်နှစ်ထိပ်၈ထိပ်နှစ်ထိပ်၄ထိပ်နှစ်ထိပ်နှစ်ထိပ်၆ထိပ်၉ထိပ်၆ထိပ်နှစ်ထိပ်၅ထိပ်အချိန်20လုံးလုံးလုံးဝပျောက်သွားတာပျောက်ထားခဲ့တဲ့စနစ်ကနေမှဒီ20တချင်ရောက်မှတစ်ထိပ်ကြီးဆိုတာစပြီးတော့ပေါ်လာအဲ့တော့ဒီ20တချင်တန်းတန်းမှလည်းဒါပထမဆုံးစထွက်ခဲ့တဲ့တစ်ထိပ် ဒါစီဒုတိယတိထေဒုတိယတိထေဒီကြားထဲမှာတိထေမထွက်တော့ဘူးတိထေဒီဒီချိန်ညမှာဒုတိယမျိုးလာထွက်တာ20ချိန်တန်တန်ဒီစနစ်တိုင်းပဲလာတာဒါဆို93ခုနှစ်ထက်မှာ7ထိတ်3ထိတ်4ထိတ်2ထိတ်6ထိတ်5ထိတ်3ထိတ်5ထိတ်9ထိတ်4ထိတ်7ထိတ်2ထိတ်3ထိတ်9ထိတ်6ထိတ်3ထိတ်9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 ထိတ်တိထိတ် အကျဉ်း၂၀လုံးလုံးတိထိတ်ကပျောက်ပြီးဒီကျဉ်းချက်မှာတိထိတ်ကပေါ်လာ။အဲ၂၀ကျဉ်းတန်းတန်းမှာတိထိတ်နှစ်ကျဉ်းမဲ့ထွက်ခဲ့တယ်။အဲ့ဒီရာဇဝင်ရှိတယ်။ဒါဆိုဒီကျဉ်းချက်မှာတိထိတ်ကမြေဒီပွဲလိုဟာမြေပြီးခဲ့တဲ့ပွဲလိုဟာမျိုးမှာ၂၀ကျဉ်းမှာတိထိတ်ကစားကျင်သလား။ကစားကျင်တယ်အဲ့စနေကတော့သွားညီးတယ်ဆိုတာတွေ့တယ်။ဒီနှစ်ကတော့ဒါအထူးထောက်ပြစရာမလိုဘူးနော်။အကျဉ်း၂၀လုံးလုံးကတိထိတ်ပျောက်။ဟာပုံစံတူတော့ဒီမှာရှိတယ်ဟာတိထိတ် ပုံစံတူရတာရှိတယ်လို့အဲ့ဒီတိတ်ကစားမယ်ဆိုရင်ဘာကဏ္ဍကစားမယ်ဘလို့မှရှာမယ်ပြီးရတဲ့ဘွယ်မှာကျွန်တော်အဲ့တိတ်နဲ့ကစားကွဘလို့မှကဏ္ဍတစ်ပေါက်စိတ်ကြက်ဖြစ်အောင်ရှာမယ်ဒါမှရာဇဝမ်းတော့သွားတူတယ်လို့အဲ့ဒီမှာပြန်ပြီးတော့စဉ်းစားတာ20တချိန်မှာဖရိရတဲ့ရှိကိုရှိရမှာခြေကဏ္ဍတကွအဲ့ခြေအင်းစနေဆိုရှိကိုရှိရခြေမှာဒါဆိုရင်အချိန်20လုံးလုံးနှစ်တိတ်ကိုပျောက်တယ်20တချိန်ကျမှတစ်တိတ် စပြီးတော့ပေါ်တယ်အဲ့ရှိမှလည်းတိထိတ်ကမထွက်ဘူးပရမသစထွက်တော့20ချိန်မှထွက်တယ်ပရမသစတိထိတ်ဒီအဲ့လိုပုံစံထွက်တာအဲ့တိထိတ်ကလည်းတော့ဒေါင်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်သူ့ဘေးမှာ6ရှင်းနဲ့တွဲရိုက်နောက်တွဲရိုက်ထားတာဒီတူညီချက်ရှိတယ်အဲ့လိုပဲအချိန်20မြောက်ဒုတိယမြောက်တိထိတ်ပြီးထွက်တယ်သူ့ဘောအချိန်20လုံးလုံးပျောက်တာတိထိတ်ကဒီချိန်ကျမှစပါ ဒုတိယမြောက်20ကြိမ်မှာဒုတိယမြောက်ထွက်တဲ့တိထိတ်လေးဖြစ်တယ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်သူ့ဘေးမှာလည်း68နောက်တွဲရိုက်ထားတယ်ဒီကောင်နဲ့တန်းတန်းမှာဒါဆိုဒီကြမ်းမှာ20 20ကြိမ်မြောက်မှာတိထိတ်ကလုံးဝပျောက်တာဒါသုံးကြိမ်မြောက်တိထိတ်ထပ်မဆိုသူ့အပေါ်မှာအကြိမ်20လောလောတိထိတ်ကပျောက်ခဲ့တာဒီစနစ်တူပြီဒါဆိုသူ့မှာ frame ရှိမယ်ထောက်ကြည့်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်68နောက်တွဲရှိတယ်နှစ်ပိတ်မှာဒီ68နှစ်တွဲနဲ့နောက်တွဲနဲ့သူထောက်ထားတာ ာကိုထောက်ထားတာတိတ်ထိတ်တော့လာမယ်ဆိုရင်ဒီ၂၀ကြိမ်မှာဒီကစားနည်းဒီအကောင်းဆုံးပဲစဉ်းစားတယ်အဲဒီတိတ်ထိတ်မလာခင်မှာ၆၈အတွဲထောက်တယ်လို့ဒီမှာတည်စီထောင်သုံးလုံးပေါင်းခြင်း၅လို့ထောက်ပြီး၅နဲ့တင်းနဲ့၆လို့ရိုက်မှာလားဒီမှာလည်းတူညီချက်ကထက်တယ်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းဒီ၅၅နဲ့တင်းနဲ့ထောက်ပြီး၆လို့ရိုက်မှာလားဒီမှာလည်းတည်စီထောင်သုံးလုံးပေါင်းခြင်း၅လို့ထောက်တာတူကြီးချက်ရှိတယ်၅၁၆ဒီ၆ကိုဒီလိုဖြီးမှလား တိတ်တိတ်ကြစားမယ်ဆိုရင်တော့ဒီစနစ်ဒီအားကောင်းဆုံးဆို20ကျိတ်အတွက်အားကောင်းဆုံးဆိုပြီးတော့ချမ်းပြောင်းဆိုရရပါဒီစနစ်မြင်လိုက်တယ်အဲဒီစနစ်ကနေဒီကနန်းပေါက်လိုက်ရှာတယ်ဒီကနန်းဘလို့ထွက်ခဲ့တာလဲဒါဆိုဒီကနန်းဘလို့ထွက်ခဲ့တာလဲအဲ့နှစ်ခုစုံမနဲ့ဒီမှာဘလို့ထွက်နိုင်လဲဘလို့မှရှာမရဘလို့မှရှာမရဘူး ဒီနေ့ကျက်ထွက်တဲ့မနေ့ကညဒီအိုက်ဖိုင်ကိုကြည့်နေစေကြည့်သေးတာဘလုံးမရှာမရဘူးတဏ္ဍာပေါ့အဲ့လိုရှာမရသလိုတခြားတခြားသောကစားကွက်တွေနဲ့လည်းပြီးခဲ့တဲ့အခုထွက်သွားတဲ့20ဒီကြိမ်မှာတစ်ထိန်နဲ့ပတ်သက်တဲ့အကျဉ်းဆုံးကစားကွက်ဘလုံးမရှာမရလက်လျှော့လေကထွက်လေထွက်မတတ်နိုင်ဘူးပေါ့နော်တော့ထိုင်ကစားဆိုတစ်ထိုင်လို့တင်းထူးနည်းနည်းယူဆိုင်ထူးပေါ့နံပါတ်ရေးတော့မှားလိုက်နော်ဘလုံးမရှာမရဘူး အကြိုက်ကုန်လို့မှရှာမြောက်ရှင်းမစနစ်ရှိရဆိုဒါလေးကိုပြုတ်ပြတာဒီတလုံးနဲ့လည်းဘာမှလုံမရအောင်အမှန်ကန်ရိုက်သွားတဲ့ဖိတ်တစ်ခုပဲဒါကျွန်တော်တို့ကျဲလောကမှာကလင်တာမှာနောက်တဲ့ဖိတ်တစ်ခုအစ်စ်ကစားဖို့စဉ်းစားရတွေ့လာတဲ့ဖိတ်တစ်ခုပဲပြောချင်တာကအဲ့ဒီပုံစံ ဒီကိန်း20လုံးလောက်ပျောက်တယ်20တကြိမ်မှာတစ်ထိပ်စီ၃ကြိမ်ရတယ်ဒီပုံစံတိုင်းရိုက်တယ်ဒီတစ်ထိပ်မှာထွက်လာပြီရှစ်ပလိတ်ထွက်ကုန်ထွက်တယ်မပြောက်ဘူး20တကြိမ်မှာဟိုက်မှာတစ်ထိပ်စီစထွက်တယ်ဒီတိုင်းရမှာလည်းဒါပရမလို့စထွက်တဲ့တစ်ထိပ်နှစ်ပိမ့်မှာတည့်ရနေတဲ့ရှစ်ပလိတ်လိုက်နေတယ်ဒါကိုပြောချင်တယ်ဖရိတ်တစ်ခုကစားဖို့နှစ်ပိတ်ကစားကုန်မှာအစောကြီးကျူတင်ပြီးတော့စဉ်းစားလို့ရအောင်ပြက်ပြက်ထားတယ် တစ်ထိတ်ကဒီလိုပုံစံမျိုးနဲ့အချိန်20လုံးလုံးပြောက်တယ်20တချိန်မှာလည်းပရောင်းစထွက်တဲ့တစ်ထိတ်ဖြစ်တယ်အဲ့လိုမှထွက်ရင်အပိတ်မှာတည့်ရနေချက်ရှစ်ပရိတ်နဲ့ပိတ်နေတယ်ခုဒီပုံစံတိုင်းနဲ့6ရက်အတွက်ဒီမှာတက်တဲ့ထောက်ဒုတိယမြောက်20တချိန်တန်းရမှာဒုတိယမြောက်တစ်ထိတ်ဖြစ်တယ်အချိန်20လုံးပြောက်ခဲ့တာဒီတစ်ထိတ်အဲ့လိုမှထွက်ခဲ့ဟဲ့အပိတ်မှတည့်ရနေခဲ့ရှစ်ပရိနဲ့နှစ်ပိတ်ကိုထွက်နေတယ်။ဒါဆိုတတ္တိယကတ် ဒီပုံစံတိုင်းပဲအခုတစ်ထိတ်ထိတ်ကစားသွားပြီဒါကျွန်တော်တို့ကလင်နာမှာနောက်ထပ်ဖရင်ရောတစ်ခုအစ်စ်တစ်ခုထပ်ရလာပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ရှေ့စနစ်တိုင်းပဲ20ကြိမ်မြောက်မှာတတိယမြောက်တစ်ထိတ်စီထွက်တဲ့ဖြစ်စဉ်လည်းဖြစ်တဲ့အပေါ်နဲ့အကျဉ်းနဲ့ဆယ်လုံးလည်းလုံးဝပျောက်ထားတယ်အဲ့ဒီအတွက်နစက်တကြိမ်မှာဒီတစ်ထိတ်ခံခဲ့ရှစ်နှစ်ကမှာအပိတ်မှာရှစ်ပြိမ့်နဲ့ပိတ်နေတာဒါဆိုရင်ဒီ၃ချိန် ီ၃ချိန်ဒီချိန်ရမှာ၈ပြိတ်လားပြိတ်မှလားဒီကြားထဲမှာလားထွက်အောင်မှလားသတိထားပြီးတော့၈ပြိတ်နဲ့ပတ်သက်တဲ့ဟာလေးအမှတ်ရလေး22ချိန်23ချိန်မှာ မထွက်ခဲ့ဒီချိန်ရတာ၈ပြိတ်အခုတက်သေးသေးဒီလုံးနဲ့တွေ့လို့ပြိတ်တစ်မျိုးနဲ့တွေ့ရင်လည်းချက်ပေါက်မရဘူးပြန်နော်ဒါကြိုတင်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများဝါသနာစုတငယ်ချင်းများပေါ့ကျွန်တော်ရဲ့အဖွဲ့ဝင်တွေပေါ့ကြိုတင်ပြီးတော့စဉ်းစားနိုင်ဖွင့်ရတော့ခင်းသွားတယ်နော်ဒါလေးကိုအမှတ်ရပြောပြပြီးနော် ရတတဲ့နေ့အမှတ်ရပြုတ်ပြီးတာဒီလိုနေ့ပြောမှမှတ်မိတွေ့တာဒီလိုနေ့ပြောမှမှတ်မိတွေ့တာအဲ့တော့ break ဘယ်လိုပုံစံလာမလဲဒီနှစ်ထဲမှာဒီ break မပြောင်းနိုင်ဘူးလို့ယူဆသလိုဒီနှစ်ထဲမှာ break နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလည်းလေးတလုံးလိုက်နေတာဒီနှစ်ထဲမှာကျွန်တော်တို့ပြောတယ်လေးဒီထိပ်စီးနဲ့ နောက်လုံးပေါင်းလေးနဲ့ပြိရှစ်ထွက်ဖို့ရှိတာရေခဏခဏပြောဦးတယ်လေးနောက်ပိတ်နဲ့ရှင်းနှလုံးပေါင်းလေးနဲ့ပြိရှစ်ထွက်เสียရည်သုံးလင်းငါမျိုးလောက်ရှိတယ်ခဏခဏပြောဦးတယ်အဲ့ဟာမျိုးတိုက်ဆိုင်တဲ့ကနန်းဒီထိုင်မှာကနန်းဒီကနန်းချထားတယ်အဲ့လိုဖြစ်တဲ့နှစ်ထဲမှာပြိရှစ်နဲ့ပတ်သက်ပြီးတော့ခုံခုံလေးဆိုတဲ့ပတ်လေကနန်းတစ်ပေါက်လိုက်ထွက်နေတယ်အဲ့လိုဖြစ်စင်နေဖြစ်ပြီးအဲ့ဒီနှစ်ထဲမှာခုံခုံလေးဆိုတဲ့ပြိရှစ်ကနန်းတစ်ပေါက်ပတ်လေမပြတ်မကွက်ထွက်နေတယ် ကဲကျွန်တော်ပြောချင်တဲ့ရည်ရချက်ကဒါပဲဒီ၃ချိန်မှာကျန်တဲ့၃ချိန်မှာဒီခွန်ခွန်လေးအာပရိသတ်ကစားကြပါကိုစိတ်ဝင်စားလို့သုံးပါစိတ်ဝင်စားရင်မသုံးကြပါနဲ့စိတ်ဝင်စားခဲ့မယ်ဆိုရင်ဒါလေးကိုသတိထားကစားကြပါလို့အမှတ်တရလေးချက်ဖွင့်တဲ့နေ့မှာအမှတ်တရလေးပြောပြချင်လို့ဒီ live ကိုတက်ပြောပေးတာနော် အဲ့တော့ခုနပြောလို့ပဲထိပ်စီတစ်လုံးနဲ့ရရင်လည်းဘာမှလုံးမရပေါက်ကလန်းဖြစ်မရဒါဆိုရင်ဒီမှာလည်းပရိတ်တစ်လုံးဒီကြားထဲမှာမှမထွက်ခဲ့ဒီရှစ်ပရိတ်ဒီထိပ်စီမှဒီလိုထွက်ဒီရှစ်ပရိတ်ကိုမကစားရစရာအကြောင်းမရှိအဲ့ဒီရှစ်ပရိတ်တွေပရိတ်တစ်ခုတည်းရရင်လည်းချက်ပေါက်မရအောင်နော်ကလန်းသုံးလုံးတူအောင်ထိုးနိုင်မှပေါက်တာဒါလေးကိုကြိုတင်ပြီးစဉ်းစားလို့ရအောင်အမတ်ကြီးကပြောပြတယ်မထွက်လာသေးတဲ့ပရိတ်ရှစ်ပရိတ်ထဲမှာပရိတ်ရှစ်တစ်မျိုးပဲကျန်တော့တာမထွက်တာ ဲ့တော့ဒီမှာလဲဒီဖြစ်စဉ်အတိုင်းလဲအဲ့ဒီနေ့ထဲမှာကနန်းဒီဂရမ်ဘရိတ်ရှင်းနဲ့ပတ်သက်ပြီးတော့ခုံးနှလုံးနဲ့လေးတလုံးနဲ့ကနန်းဒီကနန်းဒီကနန်းလေးကပြူပြဲပြဲထွက်နေတယ်ဒီမှာလဲဒီတိုင်းလဲအဲ့လိုထွက်တဲ့နေ့ထဲမှာခုံးနှလုံးနဲ့လေးတလုံးနဲ့ဘရိတ်ရှင်းကနန်းတစ်ခွက်ထွက်နေတယ်ဒါဆိုသုံးချိန်ပဲကျန်တော့တာတစ်ချိန်ဦးမှထိုးမှသုံးခွက်အချိန်နည်းမျိုးဒါကလည်းစနစ်အားကောင်းလို့ဒီကနေ့ကနန်းဒီကနန်းဆိုကျွန်တော်ပြောခဲ့တယ်ကျွန်တော်အဖို့ဝင်နေသိတယ် ါလည်းစနစ်အားကောင်းလို့ကျွန်တော်ရဲ့ live တွေအမြဲတမ်းကြည့်ရလေဆိုကျွန်တော်အမြဲတမ်းပြောခဲ့တဲ့စကားရှိတယ်လေးတလုံးနောက်နှလုံးပေါင်းလေးနဲ့ပြိရှိလေးတိတ်ကြီးနဲ့လေးနောက်ပိတ်ရှေ့နှလုံးပေါင်းလေးနဲ့ပြိရှိတစ်ချိန်ထွက်နိုင်တဲ့စနစ်၅မျိုး၆မျိုးတော့ရှိတယ်ကျွန်တော်တော့၃လေးမျိုးပြဘူးလေဒါနဲ့လည်းတိုက်ဆိုင်နေတဲ့အခြေအနေလေးဖြစ်လို့ဒါလေးကိုအမှတ်ရတက်ပြောပြီးတာနော်စိတ်ဝင်စားလို့သုံးပါစိတ်ဝင်စားရင်သုံးပါနဲ့နော်အဲ့တော့အင်တန်ကောင်းတဲ့စနစ်တစ်ခုပဲ လာသွားတာ20တကြိမ်မြောက်မှာပထမဆုံးတိထိတ်ပြီးထွက်တယ်ထွက်တဲ့အချိန်မှာသူ့ဘောအချိန်20လုံးလုံးအဲ့တိထိတ်ကြီးကပျောက်အဲ့တိထိတ်ကြီးဖွဲ့ဖို့တစ်ကောင်းတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်မှာ6ရှစ်နောက်တဲ့ကလင်းနာမှာဒါလည်းပထမဆုံးဆက်ဖြစ်တယ်ဒီတွေ့တယ်ဒီသုံးတွေပဲရှိတယ်ဒုတိယမြောက်20တကြိမ်မှာတိထိတ်ထွက်တယ်အချိန်20မှာတိထိတ်လုံးလုံးပျောက်ခဲ့ 20တချိန်ညမှာဒီတစ်ထိပ်ပေါ့20တချိန်တန်းတန်းမှာလဲဒုတိယမြောက်တစ်ထိပ်သူနဲ့ဆောင်းတန်းတန်းမှာလဲ6 8နောက်တွဲဒုတိယမြောက်ထောက်တာဒီလို6 8နောက်တွဲထောက်တာသုံးကပ်ပဲရှိ6 8နောက်တွဲတဲ့နော်ဒီမှာလဲဒီတိုင်းအတိကြဝင်သွားချိန်20လုံးလုံးတစ်ထိပ်စီပြောက်တယ်20တချိန်ညမှာတစ်ထိပ်စရိုက်တဲ့20တချိန်မြောက်ဒီလိုတန်းတန်းမှာလဲ3ချိန်မြောက်တစ်ထိပ်စီဖြစ်နေဒီမှာလဲထောက်တာ6 8နောက်တွဲမပြောလိုက် မပြောလိုက်ကော်ပိုရိုက်တင်ပြောလို့မပြောလိုက်မပြောလိုက်ကနန်းပေါက်လဲစိတ်ရိုက်ရှာထွက်သွားလဲမတတ်နိုင်ဘူးဆိုတာတထွက်သွားမှဒါထွက်သွားပြီဒီစနစ်တိုင်အောင်လေလို့ပြောမထွက်ခင်မှာတော့ဒီစနစ်ရဒီလိုဖြစ်နိုင်တယ်ဆိုတဲ့အတွေ့အကြုံရှိတယ်တိတိစီနဲ့ကနန်းပေါက်တူကွက်စိတ်ဝင်စားလောက်အောင်ကမလို့မှရှာမြတ်မနေ့ကညထိရှာသေးတယ်နော်ကျွန်တော်ရှာလို့မတွေ့ဒါကြောင့်မပြောလိုက်မပြောလိုက်ကော်ပိုရိုက်တင်လဲများလို့ ပပလမလည်းခြံတယ်မမ္မာမလည်းခြံတယ်ပောက်ဖို့လို့ထင်ကြိုက်သူပြောလို့ရတယ်ကျွန်တော်ပြောချင်တာကျွန်တော်ရဲ့အဖွဲ့ဝင်ဒီအဓိကထားပြောတာဒီရှစ်ပြိတ်ကြောက်နိုင်လားမကြောက်နိုင်လားပြီးကြတဲ့ပွဲမှာလည်းတန်လျရည်နဲ့ပြောနေတယ်ရှစ်ပြိတ်ကြိုက်ဘူးလားကျွန်တော်မင်းနေတော့ကြိုက်မရလဲဆက်လက်မပေါဘူးဒါပေမဲ့ကျွန်တော်မမကတည်းကရှစ်ပြိတ်လေးလေးသုံးရဆိုဒီဘက်ထိတ်ကစားတယ်ကျွန်တော်ပြောတယ်အဲတော့လေးထိတ်ကြိုက်တော့လေးလေးငါဆိုပြီးအဓိကတဲကစားတယ် တာလေးလေးငါဆိုရင်တော့ပောက်ွက်ဖြစ်ရတာပေါ့တင်းလေးငါဆိုတော့ဒါကျွန်တော်တို့ကနိုးတာပေါ့နော်ဒါပါပဲနော်အဲ့ဒီမှာဒီခုခုလေးပတ်လေးလေးနဲ့ပတ်သက်ပြီးတော့တခြားတခြားသောကိုယ်နဲ့တိုက်ဆိုင်တဲ့အမြင်တွေရှိရင်ဒီကနန်းလေးသူ့အာယုံစိုက်ပါလို့ဒါလေးပြောပြချင်တော့တက်ပြောပြတာနော်ကြည့်အားလုံးပဲကြိုက်တော့မကြိုက်ဘူးမသုံးနဲ့ ဒီဆရာဒီပုံစံဒီပုံစံဒီလူဒီလူတွေခေါ်နေတဲ့ပြောတာငါအချိန်ကုန်ခံတယ်အချိန်ကုန်တယ်မကြိုက်ဘူးဆိုဘယ်တော့မှဝင်မကြည့်ပါနဲ့နော်ဒါကိုပြောတာနော်အတက်ဘူးမှမကြည့်ပါဘူးနော်ဆဲရသဘောသဘောအတက်ဘူးမှမကြည့်ပါဘူးစိတ်ဝင်စားဖို့ကောင်းပါဆက်ပြီးလေ့လာကြည့်အောင်နော်ဒါဒီရှစ်ပိတ်နဲ့ပတ်သက်ပြီးတော့ဒါ तू ကတော့ဒီလိုပုံစံရရင်နှစ်ပိတ်မှာရှစ်ပိတ်ပုံစံပိတ်နေတာဒါလေးကိုသဘောကျတော့ဒါလေးကဆက်ပြီးတွေးလို့ကောင်းလာပြီပေါ့နော်ဒီမှာတစ်ထိတ်လို့ရရင်နှစ်ပိတ်မှာရှစ်ပိတ်ရိုက်တယ် အဲ့တော့နှစ်ပိတ်ရှစ်ပရိရိုက်တာလေဒီရှိမှတကက်ရိုက်ခုတယ်ဒါတော့မရှိခဲ့ဘူးနော်ကျန်တာရှစ်ပိတ်ကမရိုက်ဘူးသူဒါရှစ်ပိတ်ကရှစ်မှာသုံးကက်ရိုက်ပြီးပြီတို့တော့ဒီကက်နဲ့ဒီကက်နဲ့ကရှစ်ပိတ်ရိုက်တာတူတယ်ကျန်တဲ့ရိုင်းမှာရှစ်ပိတ်ကျွန်တော်လည်းမျက်စိသမားဆိုရှန့်ရှန့်ပေါ့နော်မတွေ့ဘူးသူဒါကြောင့်နှစ်ပိတ်မှာရှစ်ပိတ်ကလေးတော့သိမသားကြတိဒီချက်ဆိုတကယ်စောရင်စောရင်နောက်ကြရင်နောက်ကြတယ်အတိကျထွက်တယ်ဆိုအတိကျလုတ်တယ်ဆိုရှားပါတယ်နော် အဲ့ရရမှာဒီစစ်ပရိတ်ချူကြီးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်စဉ်းစားဖို့ရအောင်ပြောပြတာတိုင်တော့ရရင်မတော့နားပြီဒါပါပဲနော် good luck ပါ